ရှင်ကြီးမှာဘောနာလေးဆိုလာ3000နဲ့900ပဲဟုတ်ပါဗျာဘောနာကဘောနာကဘောနာဒီတော့လေးပါအဲဒီမှာကျောင်းသားတသိန်းနဲ့ကျန်ပါရဲ့ဒေါ်လာတသိန်းနဲ့ကျန်ပါနဲ့စတန်နဲ့ဆွဲဆောင်ရတော့ဘောနာ3000ဟုတ်ကဲ့ဒီပါ3000ဒီမှာဟုတ်လားကျန်ပါတော့ကျန်ပါတော့ ဒီကောင်ကနော်သူ့ချန်ပါလေးတဲ့ဒီရေဒါလိုင်းနဲ့အကြီးအရှိအများကြီးပဲနော်အများကြီးပဲဒီဆန်ကိုတိုင်းစဲလိုက်တယ်။ဘာကြဘင်းမှာထားမယ်ဗျာပုံမိတာပေါ့နော်မိတော့ပါဗျာတိတ်ဖုံးပါဗျာကျမတိဆော်ရရတယ်။ကျမိုက်တိုင်းဆွဲချရပါတော့တို့။ဒီကတိမန်ကတိုင်းရိုက်တော့မှာလား။ဟမ်။တိမန်ကတိုင်းရိုက်တော့မှာ။မင်းကလည်းတော့ဘောမောကြီးသုံးလာလေတော့မှာတော့။တောက်လူသွားနော်။ဟုတ်တယ်။အမှန်ရောက်တယ်။အမှန်ရောက်တယ်။ ်တော့တုံးပြီးရောသူလည်းကဟိုအိပ်မလိုက်လို့ကျွန်တော်သူလည်းလို့နော်ဘယ်လိုသူညည်းကြောက်နေတာလဲ။ဟုတ်ကဲ့ဟုတ်ကဲ့။ဒီမှာဝဲတယ်ပေါ့လေ။ဘာဘာလေးအလက်ထရိုနစ်ကြီးပြမလား။ဒီမှာတော့လည်းပေါ့လေ။တန်ခါ။အလက်ထရိုနစ်ကန်နေ။အင်း။ကျွန်တော်ပြောပြမယ်။လက်ရှိအချိန်မှာတက်မတော်ကတိုင်းမူလောက်အဆင့်နော်။တိုင်းမူလောက်အဆင့်တက်မမူလောက်အဆင့်ဟာ ဒူးထောက်ပြီးတော့မှရန်သူရှိလက်အောင်မှာတမတော်တော့တိုင်းမူလောက်အစင်တမမူလောက်အစင်ကဒူးထောက်ပြီးတော့ရန်သူရှိအောင်မှာဒူးထောက်ပြီးတော့မှရမခါလိုနေရာမျိုးလိုနပခါလိုနေရာမျိုးလိုကြာဆုံးနေရာအချို့သောနေရာတွေကြာဆုံးနေရတာတော့ခမားတို့ကစစ်သားစိတ်ဓာတ်ကိုမပြင်းနဲ့ပုံပန်းလေးတွေစကားတွေပြောနေမှာဆိုရင်ခမားတို့တောင်းရင်မို့တောင်းရင်ခံဖို့ရှိလား ော်ကျွန်တော်ဘာဘာကြီးလိုပဲခေါ်မှာအပြင်မှာတွေ့ဒီများတို့တော့အဖေတို့အမေတို့မခေါ်နိုင်ဘူးကျွန်တော်အဖေလည်းမဟုတ်ကျွန်တော်အမေလည်းမဟုတ်ကျွန်တော်မှာအဖေတယောက်အမေတယောက်နှစ်ယောက်ပဲရှိတယ်နော်အဲ့တော့တမ္မမူလောက်အစင်တိုင်းမူလောက်အစင်တွေနော်ရမခလိုစစ်တိုင်းကြီးတို့နနဟိုနဘခလိုမျိုးတို့နခခငါလိုမျိုးတို့ဖြစ်နေတာတော့မှရန်သူလက်အောက်မှာဘုံမှုကျုပ်လိုဘုံကျုပ်ကြီးဘုံကျုပ်အပွင့်တွေတင်ပြီးတော့မှဒူးတောက်နေရအောင်တော့မှခမားတို့ဘလို့ဖားနေအောင်မှလားခမားတို့ဘလို့အတွေးမျိုးနဲ့ဟမ် ဘောင်အထောက်သွေးဆွဲတယ်တက်ဆူတယ်သွေးခွဲတယ်အရာရှိတွေကိုစော်ကားတယ်ဆိုတာဘောင်ပြောချင်တာကျွန်တော်မေးချင်တာပြည်သူလူထုလည်းတရားမှမကြည့်တော့ဘူးငါတို့လက်နဲ့ကန်နေတယ်ဥမာတခုမြမတက်မတော်နိုင်ငံတော်အစိုးရရဲ့တက်မတော်ကငါတို့တက်မတော်ကတနိုင်ငံမှာတခုပဲရှိတာငါတို့ကဒီလိုဆိုရင်လေပြက်ပြက်သားသားချိန်မုန်းပေါ့ဗျာရန်သူကလည်းဟိုမှာကန်နေသူ့နေရာသူကန်နေတယ်ခင်ဗျားတို့လက်နဲ့ကန်နေကောင်တွေအကုန်လုံးစောက်ချက်ကိုမရှိတာခင်ဗျားတို့အားလုံးလက်နဲ့ကန်ပြီးတိုင်းပြည်ကိုငြိမ်းချမ်းအောင်တရားမှမလုပ်နိုင်ဘူး စဉ်းစားကြည့်နော်ဒီတတိုင်းဒီလုံးမှာလက်လက်ကင်ဖွဲ့စည်းအများဆုံးတိုင်းဒီကိုတကူမှတယောက်မှပြည်သူလူထုကိုဘယ်သူမှမကာကွယ်နိုင်ဘူးပြည်သူလူထုကိုငြိမ်းချမ်းအောင်ဘယ်သူမှမထားနိုင်ဘူးလက်လက်ကင်ဒီလုံးမှာအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြည်သူလူထုကိုနှိမ့်ဆက်ညှဉ်းပန်းနေတဲ့တက်မတော်အရာရှိတွေအကြောင်းဖော်ထုတ်လိုက်တဲ့အာကြီးရုပ်တံအပြင်တက်မ89တက်မမှုကိုစစ်ဆေးနေတယ်လို့ NUG ထုတ်ပြန်လိုက်တဲ့ထူးခြားသတင်းတွေနဲ့ပါတင်ဆက်ပေးချင်ပါတယ်။အင်တော်မျိုးတိန်တိုက်ပွဲမှာဖမ်းဆီးရရှိတဲ့တပ်မ89တပ်မမှုဂုံမှုချုပ်အောင်တပ်ဦးအားစစ်ဆေးမေးမြန်းမှုများပြုလုပ်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကပြောပါတယ်။လက်ရှိအချိန်မှာတော့ဖမ်းဆီးရမိထားတဲ့စစ်တုံးပန်းတွေကိုစစ်တုံးပန်းဆိုင်ရာမူဝါဒတွေနဲ့အညီထိန်းတင်ထားပြီးစစ်ဆေးမေးမြန်းမှုတွေကိုဆောင် ရွက်လျက်ရှိပါတယ်စစ်တုံးမန်းတွေရဲ့ထွက်ဆိုချက်စစ်ဆေးတွေးရှိချက်တွေအပေါ်အခြေခံပြီးတရားစီရင်ရေးဆိုင်ရာကိစ္စရပ်တွေကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ဧပြီ15ရက်နေ့ကပြုလုပ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာဦးနေဘုံလက်ကပြောခဲ့ပါတယ်အင်းတော်မျိုးဟာစစ်ကောင်စီတပ်အတွက်လည်းအရေးပါလာတာမို့ မျိုးမကြအောင်လို့စစ်ကောင်စီကတိုက်စွမ်းရည်ကောင်းတယ်လို့နမည်ဆိုးနဲ့ကြော်ကြားတဲ့တမ89လက်အောက်ခံတရင်ငားရင်နဲ့တမမှုဘုံမှုချုပ်အောင်တပ်ဦးကိုယ်တိုင်ဦးဆောင်ပြီးခုခံခဲ့တာဖြစ်ပါတယ်ဂျပန်နိုင်ငံမှာခံစစ်အခိုင်အမာပြင်ပြီးခုခံပေမဲ့နောက်ဆုံးမှာတော်လန်ရေးတက်တွေကတိမ့်ပိုက်နိုင်ခဲ့ပါတယ်။ကျွန်တော်မေးကြည့်တာ။ဟမ်။ခင်ဗျားတို့မခံစားရသေးလို့လား။ ကျွန်တော်ငယ်ငယ်တည်းကလေးပြုခဲ့ရတဲ့ဗျနော်ကျွန်တော်ဘဘကြီးလိုပဲခေါ်မှာအမြင်မှာပြေဒီမှာတော့အဖေတို့အမေတို့မခေါ်နိုင်ဘူးကျွန်တော်အဖေလည်းမဟုတ်ကျွန်တော်အမေလည်းမဟုတ်ကျွန်တော်မှာအဖေတယောက်အမေတယောက်နှစ်ယောက်ပဲရှိတယ်နော်အဲ့တော့ကမ္မမူလောက်အစင်တိုင်းမူလောက်အစင်လေးနော်ရမခလိုစစ်တန်းကြီးတို့နတ်နတ်ဟိုနတ်ဘခလိုမျိုးတို့နတ်ခကငါလိုမျိုးတို့ဖြစ်နေလာတော့မှရန်တို့လက်အောက်မှာဘုံမှုကျုပ်လိုဘုံကျုပ်ကြီးဘုံကျုပ်အပွင့်တွေတင်ပြီးတော့မှဒူးတောက်နေရအောင်တော့မှခမားတို့အဲ့လိုဖားနေအောင်မှခမားတို့ဘလို့အတွေးမျိုးတယ် ဟမ်ဘာဝထက်အောင်သွေးဆွဲတယ်တက်ဆူတယ်သွေးခွဲတယ်အရာရှိတွေကိုစော်ကားတယ်ဆိုတာဘာကိုပြောချင်တာကျွန်တော်မေးချင်တာဟမ်ကျွန်တော်တို့အောက်ချိန်မှာဘာလုပ်နေလဲခင်ဗျားတို့သိလားဟမ်တကယ်တော်တဲ့တမျက်တဲ့တက်မတော်သားတွေရှိတယ်လို့အချင်းပြချစားပြီးတော့မှနော်နိုင်ငံတော်အကြီးအကဲတွေကိုဒုက္ခပေးနေတယ်ဖရဲသီးတွေရှိတယ်ဆိုလို့ပြောတာ ਉਹ မကောင်းတဲ့ လူကိုမပြောနဲ့ကောင်းတဲ့လူကိုမပြောနဲ့မကောင်းတဲ့လူကိုပြောပါကောင်းတဲ့လူကိုပြောပါဆိုတော့နာမည်တက်ပြီးဘယ်လိုလိုက်ပြောရမှာလဲဘလို့မပြောလို့အဆင်မပြေဘူးလေအဲ့တော့အနာရှိဆက်လို့ကျွန်တော်ပြောပြီးသားဟုတ်လားနော်တက်မတော်လည်းဝင်ပြီးတော့မှအေကွန်ကန်တရားကြီးစစ်တိုက်နေရတာတဲ့အပြင်မှာတိုက်နေရလူလည်းအများကြီးလေကျွန်တော်တို့ဘယ်ဟာပဲစစ်တိုက်စစ်တိုက်စစ်ကနိုင်ဖို့ပဲလို့လားကြိုက်တဲ့နေရာတိုက်လိုက်ဟုတ်လားအဲ့တော့ကျွန်တော်ဘာလီလာတိုက်ခိုက်နေအောင်ဟမ်ယောက်ျားတွေမဟုတ်ဘူးလားဖုံးဆက်လိုက်လေ ျွန်တော်ကျွန်တော်အနေနဲ့ဘုန်းဆက်ပြန်မလို့တော့ခနာတို့အဆင့်တန်းတွေကိုလေအောက်လည်းတည်တာခနာတို့ကျွန်တော်နဲ့ရက်တီလုံးကြီးတောင်းတာကိုဒီမှာလုံးကြီးမတူဘူးလေတကယ်ကခနာတို့ကတမမူလောက်အဆင့်ကရန်သူချေကိုဒူးတောက်ပြီးတော့အညံ့ခံရတဲ့ခေတ်ကာလအချိန်ခံမျိုးရောက်နေတာကိုခနာတို့ကဘဒူမှန်ပါတယ်လို့ဘဒူကလှုပ်လှုပ်ပါတယ်လို့နော်ဘဒူကဘာဖြစ်ပါတယ်လို့ခနာတို့မလို့ဗျာကိုယ့်ရဲ့အောက်ချစ်စစ်တီစစ်တာအခြေအနေနဲ့အချိန်ခံရအောင် ပြောသေးတော့လိုက်တာဟုတ်မပြောရဲမဆိုရဲပဲ ਨੇ ကျွန်တော်လာပြီးတော့မှတိုက်ခိုက်နေတာတော့ခင်ဗျားတို့တော်တော်ညံ့နေအောက်တန်းသားတွေနော်လူဆိုတာပြောရဲရမယ်ပြရဲရမယ်ကိုယ်နိုင်ငံနဲ့ကိုယ်လူမျိုးအတွက်ကိုကိုတကယ်ချစ်မြတ်လို့တဲ့စိတ်ရင်းခံရှိရင်ဇော်ပေါင်းရင်ဘူးမှမကြောက်ဘူးပြောတယ်မင်းတို့ကမင်းတို့ဘာအပွင့်နဲ့အကက်တွေပဲတည်နေတာဟုတ်လားအခုငါမင်းတို့ပြောမယ်လေငါပြောနေရမားနေလို့ဒီဘက်ကအပြစ်ခတ်ရဲဆဲလိုက်တယ်ဟိုဘက်ကပြန်တိုက်ပြန်နေဟမ် MNDAA ဝါ PDF တခြားသော CDF တို့ပါတော့တိုင်းရင်းသားလက်နက်ကန်တိုင်းရင်းသားလက်နက်ကန်တဲ့လူတွေအားလုံးနဲ့ညီမတက်မလို့လက်နက်ကန်နဲ့လူတွေအားလုံးကျွန်တော်တို့မေးခြင်းတယ်ကျွန်တော်မေးခြင်းတယ်ခင်ဗျားတို့လက်နက်ကန်ပြီးတော့ဒီတိုင်းပြည်နိုင်ငံရဲ့လူမျိုးကိုဒီပြည်သူလူတို့ခင်ဗျားတို့မကာကွယ်နိုင်ဘူးလားခင်ဗျားတို့အားလုံးတက်မလို့အပါဝင်လက်နက်ကန်ကောင်းကျန်းသူတပုံအားလုံးခင်ဗျားတို့လက်နက်ကန်ပြီးတော့မှဒီတိုင်းပြည်ဒီနိုင်ငံ ီလူတို့လက်လက်မကန်တဲ့ပြည်သူလူတို့တွေရဲ့အကျိုးစီးပွားကိုပြည်သူလူတို့တွေရဲ့လိုလားမှုကိုခဏလို့မလုပ်ပေးနိုင်ဘူးလားမေးကြည့်တာမေးကြည့်တာဟမ်ခဏခဏကန်တာကဘာလို့ဘူးလဲအဲ့ဒါဆိုရင်ကျွန်တော်တို့နိုင်ငံကျွန်တော်တို့ဒူမျိုးကျွန်တော်တို့တိုင်းရင်းသားတွေဘာမှမသိတဲ့ပြည်သူလူထုတွေရဲ့အကျိုးစီးပွားတွေကိုခဏလို့တနေ့တိုင်ထားတဲ့အဖွဲ့အစည်းတွေကဘယ်သူမှမကောက်ကွယ်နိုင်ဘူးလားဒါဆိုရင်ခဏလို့ကခက်ခက်ခက် လက်နက်ကင်ခွဲစည်းတွေပဲခင်ဗျားတို့အချင်းချင်းဖြစ်နေတာလက်နက်ကင်နဲ့ကောင်းနေနော်နိုင်ငံတကာနိုင်ငံမှာတက်မလို့ဆိုတာတခုပဲရှိတာအစိုးရကလည်းတခုပဲရှိတာနော်အဲလက်ရှိတက်မလို့တခုလည်းရှိတယ်အစိုးရတခုလည်းရှိရင်လေဒီလက်နက်ကင်တောင်းချမ်းသူတပုံတွေကိုအမြင့်ပြချိန်မုံရမှာကလက်ရှိအစိုးရနဲ့လက်ရှိတက်မလို့ရဲ့တာဝန်တရားပဲဖြစ်တယ်ဒါကဲတော့တာအဲ့တော့ခင်ဗျားတို့နေတာလက်နက်တွေကင်နေကြတာပြည်သူလူထုရဲ့အကျိုးစီးပွားဒုက္ခကိုဘာတခုကာကွယ်နိုင်လဲကျွန်တော်မေးကြည့်တာပါခင်ဗျားတို့မှာဘာမှအကန့်ချပေးနိုင်တယ် မတို့အားလုံးကနားလေပါရိုက်နေခမတို့လက်နဲ့ကန်တာအချောက်ကြီးအကုန်လုံးဆောက်ယူနေလက်နဲ့ကန်ပြီးတော့ပြက်ပြက်သားသားမလုပ်ရရင်လက်နဲ့မကန်နဲ့ရှင်းလားလွယ်လွယ်လေးပဲဘာနိုင်ငံတကာဆန်နှုံးတွေပါကျွန်တော်မသိဘူးကျွန်တော်တို့မှာအချုပ်အချာအာဏာ၃ရက်ဆိုတာရှိတယ်ပြည်တော်ကြီးမပြုတ်ခွဲရေးတို့ရေးတိုင်းသားစီလုံးကြီးတွေမပြုတ်ခွဲရေးတို့ရေးအချုပ်အချာအာဏာဒီတန်းခံရရတို့ရေးဒီအာဏာ၃ရက်ကိုယူထားတဲ့လူကတိုင်းပြည်မှာတာဝန်အရှိဆုံးလူဖြစ်တယ်နော်အဲ့ဒီလူတွေလက်နဲ့ကန်ပြီးတော့မှ လက်တော့တနိုင်ကလို့လက်နဲ့ကန်နေတောင်းတန်းထားကြွနေတာလက်နဲ့ကန်နေကောင်တွေကကောင်းသားနေပြီးတော့မှကြားအရှိနေပြည်သူလူထုတွေအခြေခံကြောင်းမိုင်းလူဒန်းသားဘဝတွေကဒီလက်နဲ့ကန်နေလူတွေရဲ့လူဒန်းသားတွေကိုလက်နဲ့ကန်ရတဲ့လူတွေကိုကြောင်းမိုင်းလူဒန်းသားဘဝတွေပေးဆက်နေရတယ်ဟုတ်လားပလောင်ဆိုလဲဆွဲသွားပြန်ပြီဟုတ်လား30မှာဟမ်ဆွဲလူတွေဆွဲတယ်နောက်ထပ်မှလည်းလူတွေဆွဲတယ်ကိုကန်တိန်ဒီကုန်လူတွေဆွဲတယ် အတမတော်ကလည်းဟိုမှာစစ်မှုတန်းမတန်းမနေရဥတွေဆိုပြီးတော့ပေါ်လာပြီးဆွဲတယ်။ကျွန်တော်တို့ကဒါပဲကျွန်တော်ပြည်သူလူထုကိုလည်းပြောပါပါဒီစကားပြောပြီးနော်ပြည်သူလူထုလည်းတရားမှမကြည့်တော့ဘူးငါတို့လက်နဲ့ကန်နေတယ်ဥမာတို့မြန်မာတက်မလို့နိုင်ငံတော်အစိုးရရဲ့တက်မလို့ကွာ ငါတို့ကဒီလိုဆိုရင်လည်းတက်တက်သားသားခြေဖုံးပေါ့ဗျာရန်သူအားလည်းဟိုမှာကိုင်တယ်သူ့နေရာသူကိုင်နေတယ်ခင်ဗျားတို့လက်လက်ကိုင်တဲ့ကောင်တွေအကုန်လုံးစောက်ချက်ကိုမရှိတာခင်ဗျားတို့အားလုံးလက်လက်ကိုင်ပြီးတိုင်းပြည်ကိုငြိမ်းချမ်းအောင်တယောက်မှမလုပ်နိုင်ဘူးစဉ်းစားကြည့်နော်ဒီတိုင်းပြည်လုံးမှာလက်လက်ကိုင်ဖွဲ့စည်းအများဆုံးတိုင်းပြည်ကိုတကူမှတယောက်မှပြည်သူလူထုကိုဘယ်သူမှမကာကွယ်နိုင်ဘူးပြည်သူလူထုကိုငြိမ်းချမ်းအောင်ဘယ်သူမှမထားနိုင်ဘူးလက်လက်ကိုင်ပြီးတော့မှနော် မထားနိုင်ဘူးလက်လက်တွေကန်ရခမတို့ချောက်တွေပေါ်လာဆိုရင်ဘာလို့ဘုရားနဲ့ကန်ပြီးဘာလို့စစ်တိုင်ရဘာလို့ဖြစ်သွားလို့ကန်ပြီးကောင်းသားသွားလားဟမ်လက်နဲ့ကန်နဲ့လက်နဲ့ကန်အောက်ပါလေဟိုကျွန်တော်ဘယ်မှာလဲတိုင်းပြောတာစစ်သားကလည်းစစ်သားလုတ်ပြန်နေရဲကလည်းလုတ်ပြန်နေနော်အကြမ်းဖက်လက်နဲ့ကန်ကောင်းတဲ့သူတပုံမှာလို့ပြောတဲ့ကောင်လည်းလုတ်တယ်ပီဒီအက်ကလည်းလုတ်တယ်ခမတို့လက်နဲ့ကန်လူလူတစုအကုန်လုတ်လုတ်ပြီးတော့မှဘာမှလက်နဲ့မကန်တဲ့လူကြတော့စောက်ဖမ်းမယ်စီးမယ်လီးရောပဲလားဖမ်းငါလီးပဲရမယ်ကွာ ရှင်းလားဟမ်ဘောက်ဖမ်းပါလားဖမ်းမှာမဟုတ်တဲ့ပြည်သူတွေတော့လိုက်ဖမ်းနေတာဟိုဘက်ကလည်းဆွဲအော်ဒါဆွဲဒီဘက်ကလည်းဆွဲဒီလိုဆွဲဒီဘက်ကလည်းစစ်မှုထမ်းမဟုတ်တဲ့ဥပဒေနဲ့ဟမ်ခါရိုစင်နာကြည့်ပါဦးကျွန်တော်မမှန်တာပြောတာမဟုတ်ဘူးလက်လက်ကန်ပြီးတော့မှတိုင်းပြည်နဲ့နိုင်ငံလူမျိုးကိုဘယ်သူမှခါခွဲမဆောင်ချောက်ဘူးပြည်သူလူထုအကောင်တော့ကရောက်ခါဖိခံနေရတယ်ဘဝလေဟမ်အဲ့ဒါခင်ဗျားတို့အရေးချင်းနေလားကတော့လက်လက်ကန်ခေါင်းဆောင်တွေမေးနေတာပါကျွန်တော်ကအဲ့ဒါခမားတို့ရေးချင်းနေလား လက်နဲ့ကြိုင်ပြီးတိုင်းပြီးကိုငြိမ်အောင်မထိနိုင်ဘူးလားဟမ်အဲ့တော့ပြည်သူလူထုလည်းကျွန်တော်ပြောချင်တယ်ခဏတော့လေဥပဒေနဲ့အညီနေပါကျွန်တော်စပြောမယ်တစ်လုံးနှလုံးသုံးလုံးမလုတ်ပါနဲ့နော်လောင်းကစားတွေမလုတ်ပါနဲ့နော်ကားစီးလည်းနောက်ဆုံးစီးအသေးမွားကပတ်လောက်တော့ခဏတော့ပတ်ပါနော်ပြည်သူလူထုကလည်းလိုက်လာပါခဏတော့ပြည်သူနဲ့အစိုးရနဲ့ပေါ့နော် မပူပေါင်းဆိုရင်ဒီတိုင်းပြည်မတိုးတက်ပါဘူးပြီးမှအစိုးရမကောင်းလို့ဒီတိုင်းပြည်ဒီနိုင်ငံဒီလူမျိုးဆင်းရဲရပါတယ်ဆိုတဲ့စကားမျိုးနော်ဖားစကားချင်းစားကြီးတို့မပြောပါနဲ့ခင်ဗျားတို့ပြည်သူလူထုကလည်းကောင်းပါရမှာနော်တစ်လုံးနှလုံးသုံးလုံးမလုပ်ဘူးမလားမလုပ်တဲ့သူကတိုင်တိုင်ရှိတယ်ဆိုတိုင်ကျွန်တော်ပြောကျွန်တော်ဖမ်းခိုင်းပေးမယ်မက်ဒလီမှာဆိုရင်မဘူဘူဟိုအတိတ်ကတော့ဘူဘူမှုချုပ်အပွင့်ပဲတင်ထားတာဘူချုပ်အပွင့်ပေါ့နော်သူကျွန်တော်ကိုပြောလိုက်တယ်ကျွန်တော်ဇော်ဘူးဇော်ဘူးရင်းနဲ့မင်းသာပြောလိုက်တယ် မန္တလေးမှာတကယ်မဟုတ်တာလောက်တာရှိမင်းလောက်တိုင်းတယ်ဒါပေမဲ့အဲ့ဘုချုပ်ကဘမှုချုပ်ပေါ့နော်ဒီရက်စီပတ်စင်30ခွန်းပေါ့နော်ဟိုပပနာမန်းပေါ့နော်ကျွန်တော်လည်းစကားပြောခဲ့တဲ့ဘုချုပ်ပေါ့ပတ်စင်30ခွန်းဒါပေမဲ့ तू ကကျွန်တော်အဲ့လိုပြောတယ် तू ဘုန်းတယ်မကျွန်တော်မပေးလိုက်မပေးလိုက်ကျွန်တော်ဘယ်လိုသတင်းပေးမလဲကျွန်တော်ဖမ်းခိုင်းရမလားတကယ်ကျွန်တော်ဘုန်းတယ်မတောင်းခဲ့ဘူးကျွန်တော်ရိုင်းရကြမှာကြောက်လို့နော် ေးလိုက်လေဖုန်းနံပါတ်ပေးလိုက်ဇော်ဘုံဟင်းမင်းကဖုန်းနံပါတ်ယူသွားလားမင်းနိုင်ငံနဲ့ပူးပေါင်းမယ်လို့ပဲပြောလိုက်ကျွန်တော်ဖမ်းခိုင်းပြမယ်ဘိုးချုပ်အဲ့ကောင်ဝင်ဖမ်းလိုက်တော့လို့ပြောလိုက်နော်ကျွန်တော်တို့ကဟိုရှင်းလဲလျှောက်တာပြားလဲဆွဲတာတိုင်းပြည်ဒီလိုဖြစ်နေတဲ့အချိန်မှာအပြစ်ပြောတာမဟုတ်ပါဘူးဒီတိုင်းပြည်ဒီနိုင်ငံကောင်းသွားဖို့အတွက်ကိုနော်ကျွန်တော်တို့ဖြည်းဖြည်းလေးပဲလုံခေါ်ပေးနေတာနော်တက်မတော်မှာ तू ကပြောတယ်အရာရှိတွေမကောင်းကြောင်ပြောတယ်လေကျွန်တော်အရာရှိတွေအကုန်ကောင်းလား ကျွန်တော်ပြရမလားဥပမာတစ်ခုပေါ့နော်ကျွန်တော်ပြရမလားလို့နော်အဲ့တော့ကောင်းတဲ့အရာရှိတယ်မပြောနဲ့ကျွန်တော်ပြောတာအနာရှိရင်ဆက်မကောင်းတဲ့အရာရှိတယ်ရှိတယ်လေဗျာအဲ့ဒါကြီးကိုအကုန်လုံးကောင်းပါလေလို့ပြောရအောင်တော့ကျွန်တော်အဲ့လောက်တော့အတိအတိအတိညာမမေ့ဘူးကျွန်တော်တမင်သားကြီးကြီးတော့ကောင်းလာတယ်တက်ပြတော်သားတွေထဲမှာတချို့ကငွေကြီးတန်းလူကြီးတန်းတွေမှန်ပြီးတော့မှကျွန်တော်တို့တက်မတော်ရဲ့ဂုံတိတ်ခါတွေအများကြီးကြာဆုံးသွားရတယ် ဒီနေ့ဒီချိန်ဒီကျွန်တော်ဇော်ပုံးရေးကိုမဖမ်းဘူးဆိုတာဖမ်းခိုင်းလိုက်ပါခမားတို့ပိုင်တယ်ဆိုရင်ဖမ်းခိုင်းလိုက်မှားတယ်ဆိုရင်ဖမ်းခိုင်းလိုက်နော်ဒါပေမဲ့ဖမ်းပြီးရင်တော့ခမားတို့ဖြေရှင်းရမယ်ကျွန်တော်လက်သုံးချောင်းမတောင်းဘူး PDF ထောက်ဖို့မဟုတ်ဘူးနော်ကျွန်တော်ဒီမြန်မာနိုင်ငံအတွင်းထဲကပြည်ဦးနေမြို့တင်ရမှာနေပြီးတော့မှနိုင်ငံနဲ့လူမျိုးကိုတက်မတော်ကိုပြည်သူအားကိုးရတဲ့တက်မတော်တရက်ဖြစ်စေချင်တာပြည်သူအားကိုးရတဲ့တက်မတော်သားကောင်းတွေတက်မတော်ကမှပေါ်ထွက်စေချင်တာကျွန်တော်ပြောတယ်ဘာဖြစ်ချင်တာလဲနိုင်ငံနဲ့လူမျိုးကိုအေးချမ်းစေချင်တာ နံပါတ်နှစ်ချက်ပြည်သူအားကိုးရတဲ့တပ်မတော်တရွက်ကိုခင်းထင်ရှားရှားပေါ်ထွက်စေချင်တာနံပါတ်၃ချက်ခြေကန်စစ်တီနဲ့တပ်မိသားစုတွေအားကိုးရတဲ့တပ်မတော်ခေါင်းဆောင်ကောင်းတွေပေါ်ထွက်စေချင်တာလို့ကျွန်တော်ကဒါပဲလို့ကျင်တာလေဒါကျွန်တော်မားနေလို့လားဘာလို့ခင်ဗျားခင်ဗျားတို့ကျွန်တော်ကိုမုန်းနေကြလဲဘာလို့ခင်ဗျားတို့ကျွန်တော်ကိုဖမ်းစေချင်တာလဲကျွန်တော်ဖမ်းရင်လွယ်လွယ်လေးလေကျွန်တော်ကခြေလမ်းရောက်စစ်တီတပ်မတော်သားတွေအတွက် ကျွန်တော်တက်နိုင်တဲ့ဘက်ကနေအုတ်တချက်သေးတဲ့ဘွင့်အနေနဲ့ကျွန်တော်တက်နိုင်တာအားလုံးလုတ်ပေးခဲ့တယ်ကျွန်တော်တက်မလို့တက်မလို့မိသားစုတွေကျွန်တော်တက်နိုင်တာလေးကိုပြောပြောချင်းချင်းကျွန်တော်တို့လုတ်ပေးခဲ့တာနော်တက်မလို့လည်းပြည်သူကြားမှာသွေးခွဲတဲ့လူတွေအများကြီးပဲရှိတယ်ပါတီတွေကြောင့်ထောင်ပြီးတော့မှတိုင်းပြည်ကိုဖျက်ဆီးမဲ့လူတွေအများကြီးရှိတယ်ကျွန်တော်တို့တက်မလို့ချစ်ပြီးတော့မှန်မှန်ကန်ကန်ရဲရဲဝံ့ဝံ့နဲ့ဒီလိုရှစ်တဲ့ဘက်ကိုဘယ်နေရာသွားတော့အခုကျွန်တော်သွားနေတာတခြားနေရာမှာနော်ကျွန်တော်အိမ်မှာမဟုတ်ဘူး ဒီစစ်တပ်ကလေးကကျွန်တော်ရဲ့ကားထဲမှာအမြဲတမ်းပါခဲ့တာကျွန်တော်လက်မှာထိုးရတာမြန်မာနိုင်ငံမျိုးဘုံမြန်မာနိုင်ငံအဲ့ခင်ဗျားတို့တချို့သောလူတွေပေါ့နော်ကျွန်တော် attention မစားနဲ့ခင်ဗျားတို့လည်းကျွန်တော်နဲ့မတန်ဘူးမတန်ဘူးခင်ဗျားတို့နံပါတ်ကြီးကျွန်တော်တက်ပြောမှမဟုတ်တော့ဘူးနော်တစ်တော့မှတင်းနေတာတင်းဘုန်းနံပါတ်ကြီးပြောချင်ရတော့ခင်ဗျားတို့မျော်လင့်နေတယ်ခင်ဗျားတို့ကျွန်တော်ဖုန်းဆက်မှာမဟုတ်ဘူးနော်ကျွန်တော်အခုဘယ်မှာရောက်နေလဲဆိုတော့တကယ်အနေကြီးမားတဲ့နေရာတစ်ခုမှကျွန်တော်ရောက်နေတာဒါမှမဟုတ်စောက်ခွေးမစားဘူး ရှင်းလားကျွန်တော်တို့ကတကယ်တမ်းကျရင်ပူပေါင်းရမှာတိလားဘာလို့လဲဟမ်တမဘူလောက်အစင်ဒီဘုံမှုချုပ်ဘုံချုပ်လောက်အစင်ဒီရန်သူလက်အောက်မှာဒူးတောက်အငန့်ခံနေရတဲ့အခြေအနေအချိန်ကမျိုးမှာအမှန်တရားကိုခင်ဗျားတို့ကမဖော်ထုတ်ဘူးဆိုရင် အမှန်တရားတိုင်းမသွားဘူးဆိုရင်တချို့တော့ကျုပ်တို့စစ်တီကောင်းလေတက်မတော်သားကောင်းလေကြာရှုံးပါလေဟုတ်ဘူးလားအဲ့တော့အင်းတော်မှာကြာသွားတဲ့ဟိုအပန်းခံရတဲ့တက်မတက်မမူဟိုပါလေဘုံမှုကျုပ်အောင်တက်ဘူးလားဒီရက်စီအင်းတိတ်42ကသူ့ရှေ့မှာရှိခဲ့တဲ့နမ္ဘာကားကတိုင်းဦးစီးကျုပ်တို့42ကအကိုကြီးတို့နကကငါကိုသူတိန်ဂျုံးတို့အများကြီးပဲလေခဏတော့ခဏတော့ခဏတော့တော်လာပြီထင်နေရပါဘော ခမရုံဘွာရောက်တခုမှကြာရှုံးနေတယ်လို့ကျုပ်အမြဲတမ်းပြောတယ်ခမရုံကကိုကိုကိုမှအဟုတ်ပြင်ဦးလင်အုံမဒီအုံမကာအုံမဒီအုံမကာနော်ရင်းမှုပင်ကန်းကောတရကုန်းကြောင်မဲလေးတတိထားနော်တတိထားကျွန်တော်ကျွန်တော်ပြောခဲ့ပြီနော်ဒီနေ့ဒီနေ့ကနေကျွန်တော်ဒီမှာရက်ဆွဲကြည့်လိုက်မယ်15ရက်နေ့အင်္ဂါနေ့ဧပြီ15ရက်နေ့ ပြင်ဦးလွင်နဲ့နီးစပ်နေတဲ့အုံမဒီယုတ်ခါခန်းကောတရကုံကြောင်မဲလေးရင်းမှုပင်တတိထားပါကျွန်တော်တာဝန်ရှိတဲ့လူကြီးလေကျွန်တော်ပြောပြပြီနော်နောက်တစ်ခုလူတွေပြောတယ်လာရှိုးလာရှိုးဟာတဲ့အဲတမရောပြန်ရတယ်ဗောဒီ၂၀ပြည့်နေ့မတိုင်ခင်တော့ပါလို့သားလို့ပြောတယ်ဆက်တင်ရမှာတို့ကထွက်သွားတယ်ဆိုပြီးတော့ထွက်ပြီ။ဟိုတည်းကထွက်သွား တို့တို့လေကားခုနှစ်စီးနဲ့တဲသွားတယ်တိမ်ကြီးမှာထားတယ်ချင်းချူမှာထားတယ်ဒီနေ့၅စီးထုတ်သွားတယ်လာချုပ်ထောင်ထဲကနေလူတွေကိုခေါ်သွားတယ်တိမ်ကြီးနဲ့ချင်းချူမှာထားတယ်တို့ပြောတာကတော့နော်အဲ့ဒီ MND ကိုကန့်တွေကပြန်သွားတာမဟုတ်ဘူးနော်မာနန်းတို့နော်အဲ့မှာနောင်ခွဲတို့ နောင်မွန်တို့အဲ့လိုဂျွန်အားဒီမှာကောင်းနေနေတယ်အတွင်းထဲမှာရှိတဲ့လူတွေအားလုံးကအဲ PDF တွေလိုလိုဘယ်ကောင်ဘယ်လိုလဲ DNA တွေလိုလိုနဲ့သူတို့ကနေနေတယ်ကျွန်တော်တက်မတော်ရလာချိုးဘယ်လိုဝင်မလဲလဲကျွန်တော်လည်းမသိဘူးနော်ထောင်ထဲကလူတွေခေါ်ထုတ်နေတယ်ဒီ၂၁ရက်နေ့မတိုင်းခင်မှာအကုန်ရွှေ့နေတာနော်ဒီဟွာကိုလည်းလာတယ်တဲ့ဟိုဒီအုံမဒီအုံမကားဘက်ကိုလည်းဒီ MNDA တွေကယူနီဘောင်းလဲပြီးတော့မှလာနေတယ် တကယ်လို့21ရက်နေ့မှာလာချိုးကိုတံဘရောကအသားလေးဝင်သွားတယ်စုပ်ပေးတယ်လို့ပြောခဲ့ရင်ပြင်ဦးလွင်မှာပြင်ဦးလွင်မျိုးရဲ့အဆက်ပေါ့နော်ကျွန်တော်ပြောတဲ့အုံမဒီအုံမကားတို့ရင်းမှုပင်တို့တန်းကိုယ်တို့တရက်ကုန်းတို့ကြောင်မဲလေးတို့မှာတိုက်ပွဲကြီးကြဖြစ်နေနော်နိုင်ငံကြီးအမြတ်ထုတ်မယ်တို့နော်အာလာချိုးစုပ်ပေးခြင်းအောင်ဆောင်ပြီးတော့လာချိုးအပြင်ဝိုင်းထားမယ်ပြီးရင်ဒီပြင်ဦးလွင်မှာရှိနေတဲ့တချို့သောရွာတွေမှာတိုက်ပွဲပေါ်ဆောင်မယ်နော်အဲ့တော့ ခဏတို့ကမူဝါဒအောက်တခုမှမကြဆုံးနဲ့နော်ခဏတို့ပါခဏတို့ဂရုတွေဖွဲ့ပြီးတော့မှ Telegram channel တို့ဥပမာတခုပါဗျာ Indic Indic channel တွေပေါ့ခဏတို့အဲ့လို channel တွေဖွဲ့ပြီးတော့ကိုယ့်လူကိုယ့်ဟာတွေဖွဲ့ပြီးတော့ခဏတို့ဘာစောက်တဲ့နေရနော်ခဏတို့အဲ့လောက်တော်နေလို့ရှိရင်ရမကအခုနောင်ချိုတိကျွန်တော်ခဏတို့မင်းမမနာနဲ့နောင်ချိုပြန်တိုက်လို့ရပြီလား30 30ရပြီလား